ားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့999 Bramis US News YouTube channel ကနေပြန်လည်ကြိုဆိုပါရစေကျွန်တော်နာမည်ကတော့ Mr. Nine ဖြစ်ပါတယ်အမေရိကရဲ့မြန်မာအင်္ဂလိပ်ဘာသာပြန် Certified Interpreter တစ်ယောက်ဖြစ်ပါတယ်ဒီကနေ့ကျွန်တော်ဘာသာပြန်တင်ဆက်ပေးသွားမယ့်သတင်းကတော့မြန်မာနိုင်ငံအပါအဝင်အာရှမ၅နိုင်ငံအား2025ခုနှစ်အတွက်ဗီဇာအပါအဝင်အခြားပိတ်ဆို့မှုများကိုအမေရိကန်အစိုးရကချမှတ်လိုက်ပြီဆိုတဲ့သတင်းပဲဖြစ်ပါတယ်သတင်းအဖြစ်ဆုံးကတော့အမေရိကနဲ့အာရှနိုင်ငံရဲ့နိုင်ငံရေးတွေကို အမြဲတမ်းတင်ဆက်နေတဲ့ YouTube ကလူဝင်မှုကြီးကြပ်ရေးသတင်းဌာနတစ်ခုကတော့ဂျွန်လ၁ရက်2025မှာတင်ဆက်သွားတာကတော့ပစက်အဟောင်းသားဖြစ်ရအောင် အမေရိကရဲ့လာဝကအလဲအပြောင်းတွေ2025မှာဖြစ်လာပြီလို့ပြောပါတယ်။အမေရိကကနိုင်အာရှနိုင်ငံငါးနိုင်ငံကိုဗီဇာထုတ်မပေးတော့ဘဲတင်းကျပ်လိုက်ပြီလို့ပြောပါတယ်။အဲ့ဒါကတော့သမရထရမ့်ဥဆောင်တဲ့အစိုးရအဖွဲ့နဲ့အမေရိကရဲ့ပြည်တွင်းလုံခြုံရေးအဖွဲ့တွေကနိုင်ငံရေးတစ်ခုအတွက် က်သက်မဟုတ်ဖ ೇನೆ အမေရိကန်နိုင်ငံ လုံခြုံရေးအတွက်ရဲ့အစဉ်အလာကြီးမားတဲ့ Great America Again ပြန်ဖြစ်အောင်စူးစမ်းမှုတစ်ခုလို့သိရပါဗျ။အခုလိုဗီဇာတွေပိတ်ပင်လိုက်တာကြောင့် အမေရိကမှာပညာလာသင်ကျင်သူတွေအမေရိကမှာအလုပ်လာလုပ်ချင်တဲ့သူတွေအတတ်ပညာရှင်တွေကွဲကွာနေတဲ့မိသားစုတွေပြန်လည်တွေ့နှုံဆုံနိုင်ခွင့်အမေရိကကိုအလေအပတ်လာချင်သူတွေနိုင်ငံရေးခေလွန်ခွင့်ရှောက်ထားရှောက်ချင်သူတွေ ဒုက္ခသည် refugee အဖြစ်လာရောက်နေထိုင်ခြင်းသူတွေကိုပါအပါဝင်သူတို့ရဲ့အိမ်မက်တွေအားလုံးပျက်စီးကုန်ရပါတယ်ဒီသတင်းရဲ့ဗီဒီယိုကလေးမှာတော့အဲ့ဒီအာရှ၅နိုင်ငံဟာဘယ်နိုင်ငံတွေလဲဘာကြောင့်လဲဆိုတာတွေကို တွေ့ရမှာပါကြည်ပြီးနားထောင်ပြီးလို့တိုင်းနဲ့တက်ခဲ့တယ်ဆိုရင်တော့ like and subscribe လေးလုပ်ပေးခဲ့သွားပါကျေးဇူးတင်ပါတယ်အဲ့ဒီငါးနိုင်ငံဟာဆိုရင်တော့နံပါတ်၅နေရာမှာတော့မြန်မာနိုင်ငံဖြစ်ပါတယ် what it means for your future Myanmar is ranked fifth on the list of countries facing the most stringent U.S. visa and immigration restrictions in 2025, despite continuing to grapple with serious political uncertainty and civil turmoil following the military takeover in 2021. The United States government currently considers Myanmar a high risk country, particularly in terms of national security. Why? Because the ongoing conflict in Myanmar has made it increasingly difficult to validate the identity and background of visa applicants. အဲ့ဒါကြောင့်2025ခုနှစ်မှာမြန်မာနိုင်ငံကနေအမေရိကကို လာမဲ့ဗီဇာတွေကိုအတင်းကျပ်ဆုံးအဆင့်မှာပြဋ္ဌာန်းလိုက်ပြီးတော့မြန်မာနိုင်ငံဟာပြင်းထန်သောနိုင်ငံရေးတွေနဲ့မတည်ငြိမ်မှုတွေနဲ့ရှုပ်ထွေးနေပြီး2021မှာစပြီးစစ်အာဏာသိမ်းမှုဟာအဓိကသက်ဆိုင်နေပါတယ်။အဲ့ဒါကြောင့်အမေရိက အစိုးရဟာမြန်မာနိုင်ငံဟာအမေရိကန်နိုင်ငံတော်လုံခြုံရေးအတွက်အလွန်အန္တရာယ်ကြီးမားပြီး ဗီဇာလျှောက်ထားသူတွေရဲ့နောက်ကျောင်းရာဇဝင်တွေအတိအကျသိရန်ခက်ခဲမှုဇာရွက်စာတမ်းတွေအထုများပြုလုပ်မှုနိုင်ငံကူးလက်မှတ်များအထုပြုလုပ်မှုဒုက္ခသည်တွေအဖြစ်နိုင်ငံရေးခေါ်လုံသူတွေအဖြစ်လျှောက်ထားသူတွေမှလည်းမိမိနဲ့သက်ဆိုင်တဲ့မှတ်ပုံတင်အထောက်အထားများမပြည့်စုံမှုအထုဥပများမွေးစည်ရင်မွေးဖွားမှတ်တမ်းများလိန်လည်ခြင်းများအဲ့ဒီလိုလိန်လည်လျှောက်ထားမှုများကြောင့်ဗီဇာထုတ်ပေးရန်ဒုက္ခသည်အဖြစ်အတိအမှတ်ပြုရန် လက်ခံရန် ရှောက်ထားသူ၏နောက်ကျောင်းရာဇဝင်တွေကိုစစ်ဆေးရန် လုံးဝမဖြစ်နိုင်သောသလိုမှန်ကန်တဲ့အဖြစ်များတက်တင်များရရှိရန်မဖြစ်နိုင်သလောက်ဖြစ်တာမို့အခုလိုတားမြစ်ကန့်သက်တာတွေဖြစ်လာရပါတယ်။တကယ်ကိုအသက်အန္တရာယ်ဆိုးရိမ်နေရပြီးဒုက္ခအတိရောက်နေသူတွေရှိနေပေမဲ့လည်းသူတို့ရဲ့နောက်ကျောင်းရာဇဝင်နိုင်ငံသားစစ်ဆေးရေကတ်တွေကိုစစ်ဆေးလို့မရပါဘူး။တရားဝင်မိသားစုစီလာဖို့ဗီဇာလျှောက်တာတွေ လက်ထပ်ထိန်းများဖို့ဗီဇာလျှောက်တာတွေမှာလည်းတကယ်အစ်အမှန်ထက်အတုကပိုများလာတာတွေကို တွေ့ရှိရကြောင်းအဲဒါကြောင့်အခုလိုစီကံတွေထွက်ပေါ်လာရတာဖြစ်ပါတယ်အခုတော့မြန်မာနိုင်ငံကအမေရိကကိုအကြောင်းမျိုးစုံနဲ့လာရောက်ဖို့လျှောက်တင်တဲ့ဗီဇာတွေကိုရပ်တန့်လိုက်ကြောင်းရေးသားထားပါတယ်လူအခွင့်ရေးစောက်ကြည့်တဲ့အဖွဲ့တွေကတော့ဒါဟာတကယ်ကိုဒုက္ခရောက်နေသူတွေအသက်အန္တရာယ်ထိစိုးရိမ်နေရသူတွေမိသားစုနဲ့အတူတကွာ နေတဲ့သူတွေရဲ့ရပိုင်ခွင့်တွေဆုံးရှုံးရတာပဲလို့ဝေဖန်ကြပါတယ်။အမေရိကကတော့သူ့ရဲ့နိုင်ငံလုံခြုံရေးမြင့်မားပြီးကမ္ဘာနိုင်ငံတွေရဲ့အလဲမှာနံပါတ်၁နေရာမှာပြန်လည်ရပ်တည်သွားနိုင်ဖို့စူးစမ်းနေကြောင်းသိရှိရပါတယ်။နံပါတ်၄နေရာမှာတော့တရုတ်ပြည်သူသမ္မတနိုင်ငံပဲဖြစ်ပါတယ်။၂၀25ခုနှစ်မှာတရုတ်တွေရဲ့ဗီဇာတွေကိုတင်းကျပ်ပိတ်ပင်ရတာကတော့နိုင်ငံတကာနဲ့ပူးပေါင်းလက်တွဲမှုတွေမရှိပဲစစ်အင်အားတွေ ချက်ထွင်လာနေပြီးအမေရိကရဲ့နိုင်ငံတော်လုံခြုံရေးအဖွဲ့ရဲ့ထုတ်လန်းစုံစမ်းရသလောက်တော့တရုတ်ပြည်ရဲ့အစိုးရထိပ်တန်းပိုင်းကသမရရဲ့တမိကိုရိုင်းအပါအဝင်တိမ့်နဲ့ကြီးတဲ့တရုတ်လူမျိုးတွေကို ထုံလိုင်းရေးပညာတွေသင်ပေးကာကျောင်းသားကျောင်းသူတွေအဖြစ် အမေရိကကို နောက်တကားပေါက်ကနေစေလွှတ်ခဲ့တာတွေကို တွေးရှိသွားပြီးဖြစ်ပါတယ်။အမေရိကကိုဤပညာအနေနဲ့ကနိုင်ငံရေးတွေမှာပါရှုပ်ထွေး ြက်ပြားသွားစေရန်ပြုလုပ်နေတယ်လို့သိရပါတယ်။ဘင်္ဂလားဒေ့ရှ်နိုင်ငံကတော့နံပါတ်3နေရာမှာရှိနေပြီးတော့အဲ့ဒီလူမျိုးတွေဟာအမေရိကကိုဗီဇာနဲ့ရောက်လာပြီးရင်တက်တန်းကုန်ပေးမယ်လည်းမပြန်တော့ပါဘူး။ညသောအဖြစ်ကျောင်းဝင်ခွင့်ဗီဇာတွေရဲ့ယာယီအလုပ်လုပ်ကိုင်ခွင့်ဗီဇာတွေနဲ့ရောက်ရှိလာတာဖြစ်ပါတယ်။ပြီးတော့အဲ့ဒီတက်တန်းကုန်အထောက်ထားမဲ့တွေကိုဖမ်းပြီးလို့သူ့နိုင်ငံကိုပြန်ပို့မယ်ဆိုရင်လေသူ့နိုင်ငံအစိုးရ ဘင်္ဂလားဒေ့ရှ်အစိုးရကလက်မခံတော့ပါဘူးအဲဒါကြောင့်အခု2025ကစပြီးတော့ဘင်္ဂလားဒေ့ရှ်ရဲ့ဗီဇာတွေကိုအထူးကြက်မှတ်ပိတ်ပင်လိုက်ပြီဖြစ်ပါတယ်မလေးရှားနိုင်ငံကတော့ဒုတိယနေရာမှာရှိပြီး DHS ကစုံစမ်းတွေ့ရှိတာကတော့မလေးရှားတွေဟာတစ်နှစ်တည်းတစ်နှစ် American Visa ရှောက်နှုန်းပုံမှုများပြလာပြီးတော့ဘင်္ဂလားဒေ့ရှ်တွေလိုပဲခြေရဖြောက်ပြီးတက်တန်းကုန်ရင်ရှာမတွေ့တော့ပါဘူး တရားဝင်ဗီဇာတွေယူပြီးတော့အမေရိကကိုတော့ရောက်ရှိလာကြပါတယ်။ဒါပေမဲ့တက်တန်းကုန်လို့ဖမ်းမိပြီးပြန်ဖို့မယ်ဆိုရင်တော့မလေးရှားအစိုးရကညှင်းဆို့လိုက်ပါတယ်။နောက်ဆုံးနံပါတ်၁နေရာကတော့အိန္ဒိယနိုင်ငံပဲဖြစ်ပါတယ်။ယခင်ကတော့အရန်တော်ပြီးထက်မြက်တဲ့ပညာရှင်တွေအတတ်ပညာရှင်တွေဆရာဝန်တွေများစွာကိုအမေရိကကိုဆေးလွတ်ပြီးကျောင်းတက်အလုပ်လုပ်ဖို့ရောက်ရှိလာခဲ့တဲ့ယာဇဝင်တွေရှိခဲ့ပါတယ်။အထူးသဖြင့် H1B ဗီဇာဟာဆိုရင်အတက်ပညာရှင်တွေကိုသာထုတ်ပေးတဲ့အမေရိကရဲ့ဗီဇာတစ်မျိုးဖြစ်ပြီးအိန္ဒိယကစာရွက်စာတမ်းအတုပေါင်းများစွာနဲ့အခုအဲ့ဒီဗီဇာတွေကိုရယူလာကြပြီးတက်တန်းကုန်တာနဲ့ခြေရာဖြောက်နေပြီးတော့ဖမ်းမိရင်လည်းနိုင်ငံရေးခေလုံခွင့်တွေရှောက် ပြန်ပို့ဝင်လဲသူ့နိုင်ငံကပြန်လက်မခံတာတွေကြောင့် American အစိုးရအတွက်အလွန်အခက်အခဲဖြစ်ရတာကြောင့်နံပါတ်1နေရာမှာထားပြီးဗီဇာတွေကိုရပ်တန့် ပြစ်လိုက်ပါပြီကျေးဇူးတင်ပါတယ်ခင်ဗျာတည်တင်းကတော့ဒီလောက်ပါပဲနောက်နေ့တွေမှာလည်းအမေရိကရဲ့တည်တင်းအမှန်များကိုစူးစမ်းပြီးတင်ဆက်ပေးသွားမှာဖြစ်လို့ကျွန်တော်တို့ရဲ့999 Promise USA News YouTube Channel လေးကိုတိုင်းနဲ့တိုက်ခိုက်ရင် Like and Subscribe လုပ်ပေးခဲ့သွားပါ So please take care of yourself and each other bye bye